မတော်တင်ငန်းရချုပ်ပူဇော်ပွဲနဲ့ရောင်းဆောင်ပြီးအလားဆင်ပုံဖော်မှုတွေပါဝင်မဲ့တစားနိုင်ပွဲတော်ကိုဇလုံးပြည်တော်ပြန်ဖျားကြီးမှကျင်းပပြုလုပ်သွားမယ်လို့သိရပါဗျ။ဇလုံးပြည်တော်ပြန်ဖျားကြီးမှကျင်းပပြုလုပ်မယ့်တစားနိုင်ပွဲတော်ကိုနိုဝင်ဘာလ3ရက်နေ့တစားမုံလာဆန်14ရက်နေ့ကနေနိုဝင်ဘာလ5ရက်နေ့တစားမုံလာပြည့်ကျော်တရနေ့အထိ3ရက်တိုင်ကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။မတော်တင်ငန်းရချုပ်ပြိုင်ပွဲရှိပါမယ်။လာဆန်14ရက်နေ့ညပိုင်းမှာရချုပ်ကြမှာပါ။မတော်တင်ငန်းရချုပ်ပြိုင်ပွဲမှာပဲခူးတိုင်းဒေသကြီးလက်ဗရန်မြို့နယ်ကတဆင်း ။ Airident ဒေသကြီးဟင်္ဒရာမြို့နယ်က10ဆင်၊ဇလုံမြို့နယ်က2ဆင်စုစုပေါင်း40နဲ့အမရာကိန္ဒရီမန်ဒီတံပူလာဆိုပြီး40ဆင်ပြန်ရပါမယ်။လာပြည့်နေ့မနက်အစောပိုင်းမှာတော့မတိုးတင်ငန်းကတ်လူပူဇော်ကြမှာဖြစ်ပါတယ်လို့ဇလုံပြည်တော်ပြန်ဖရာကြီးကောဘကအဖွဲ့ဝင်တူကပြောကြားခဲ့ပါတယ်။ဒါအပြင်ဒဇောင်းတိုင်းပွဲတော်အတွက်ရောင်းဆောင်ပြီးအလားဆင်မှုတွေဟာဒရင်ချုပ်ဘွားတော်တို့ကထပ်ပုံမှုဆုံးလမှာဖြစ်တယ်လို့လည်းသိရပါဗျ။ဇလုံမျိုးမန်အောင်မြင်ပြည်တော်ပြန်ဖရာကြီးမှာဒဇောင်းတိုင်းပွဲတော်ရက်တွေမှာ မြန်မာဆိုင်ဝမ်းဖြိုပြမှုတွေနဲ့ခေတ်ပေါ်ဒီဂီတာဖြိုပြမှုတွေလည်းပါဝင်မှာဖြစ်တယ်လို့သိရပါဗျာ။